ကဲမန်စီဖန်ညီကိုရအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့မန်စီဖန်တွေစောင့်စားနေရတဲ့မန်စီပွဲတော့ရောက်ရှိလာခဲ့ပါပြီအဲ့ဒါကတော့မန်စီအတင်းနဲ့ဝိုင်ဒက်ကာဆာဘလန်ကာတို့ရဲ့ဒါဖီဘာကလပ်ဝေါ်ကပ်ပြိုင်ပွဲဖြစ်ဒီနေ့ည10:00နာရီခွဲတိတိမှာရှင်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့မန်စီအတင်းက မတူညီတဲ့ပုံစံမတူညီတဲ့ကစားကွက်မတူညီတဲ့ကစားသမားတွေနဲ့ပွဲထွက်လာမှာဆိုတော့ညီကိုတို့လုံးဝကိုလက်လွတ်လိုက်ဖို့မတင်ဘူးเนาะဒီနေ့10ခွဲဆိုတော့မြန်မာစံတော်ချိန်10ခွဲဆိုတော့ကြီးလို့ရတဲ့အချိန်ဖြစ်တယ်အဲ့တော့ ဒီဘွဲကိုလုံးဝလက်လွတ်မခံပါနဲ့မန်စီးဖန်ဖြစ်ရင်ကြည့်ကိုကြည့်ရမှာပါ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါနီးစက်တဲ့အရင်မြစ်တရားဆိုလို့ရှိရင်ပက်ကွာရီလာဟာဒီမန်စီးအတင်းကိုအရင်ကားနဲ့မတူဘဲနဲ့မြန်နှုံးမြင့်ကစားလာမယ်ဆိုပြီးတော့ဒရင်နေထွက်လာရဗျာ။လေ့ကျင့်ရင်ကွင်းမှာဆိုလို့ရှိရင်ဒါပက်ကွာရီလာရဲ့အတန်က speed 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 ဆိုပြောမယ်ဆို အရှိန်မြင့်အရှိန်မြင့်ဗျာပြည်ပြည်ပြည်ဒါမျိုးတွေပေါ့ဗျာအဲ့လိုမျိုးဟိုမြန်မာလိုကျွန်တော်ကတော့တင့်လင်အောင်ပြောပြတာပေါ့နော်အဓိကတော့မြန်နှုံးမြင့်ကစားဘူးကစားသမားတွေကိုညွန်ကြားနေတာဗျာအဲ့တော့ကျွန်တော်တို့မန်စီတင်းကခေါ်ယူထားတဲ့ကစားသမားတွေကလည်းအရင်မြန်တဲ့ကောင်တွေကြီးပဲဆိုတော့ကျွန်တော်တို့ဒီမှာရှီဗီယာကောင်တွေကလည်းမြန်တဲ့ကောင်တွေကြီးပဲဆိုတော့ကျွန်တော်တို့မန်စီတင်းရဲ့အတွင်တက်ကစားကွက်တက်ကိုဒီနေ့စမြင်ရတော့မှာကစားကွက်တက်ကဘာလို့ပြောင်းသွားလဲဆိုလို့ရှိရင်အရင်လိုလက်ထောက်နီးပြတွေကမဟုတ်တော့ဘူးကျွန်တော်လက်ထောက်နီးပြအတက်တွေပေါ့နော်အဲ့လက်ထောက်နီးပြအတက်ထဲမှာမ မှာဂျာဂင်ကလော့ရဲ့ကျွန်တော်ဒီအအောင်မှာပေါ့နော်လီဗာပူးမှာဒါလုတ်ခဲတဲ့ပတ်လင်ဒါစ်ကပါရောက်လာတာဆိုတော့ဒါအရင်တော့ကျွန်တော်လီဗာပူးတင်းရအယမ်းမြန်နေပါဗျာဘောလုံးမြန်မြန်လှတယ်တိုက်စစ်ကိုမြန်မြန်သွားတယ်အဲ့လိုပုံစံမျိုးကျွန်တော်မြင်တွေ့ခဲ့ရတာအခုဆိုလို့ရှိရင်ကျွန်တော်တို့မန်စီးရဲ့ပုံစံကကျတော့အရင်တော့ကကျွန်တော်ဒီပေါ့နော်ဘောလုံးအေးအေးစိတ်ကြိုက်မယ်စိတ်ကြိုက်တိုက်မယ်အဲ့လိုမျိုးအခုအဲ့ area နှစ်ခုကပေါင်းသွားပြီဆိုတော့ ျွန်တော်ဘောလုံးကိုမြင်မြန်ကင်ထားမယ်ပြီးရင်မြင်မြန်တိုက်စစ်ဆင်မယ်အလားအလာတွေကိုကျွန်တော်အသွင်သစ်ပုံစံနဲ့မြင်ရတော့မှာဗျာလောလောဆယ်တော့ကျွန်တော်မမြင်ရရောဘလို့ကစားကွက်လဲဆိုတော့မပြောတတ်တယ်ဘူးဒါပေမဲ့တေချာလားမန်စီတင်းနဲ့လီဗာပူးတင်းတို့ရဲ့အကောင်းဆုံးအချိန်နှစ်ခုကိုပေါင်းဆက်ထားတဲ့ကစားကွက်ဖြစ်ဖို့မြင်ရတယ်ဗျာအဲ့တော့ဒီကိုတို့ဒီနေ့လုံးဝကြည်ပါအဲ့တော့ဘယ်ကစားသမားတွေကိုပွဲထွက်စေချင်လဲကျွန်တော်ကတော့ Rodri နဲ့ Reinders တို့ရဲ့ကွင်းလယ်အတွဲဘက်ကိုပဲကျွန်တော်ကတော့ပို့ပြီးတော့ကြည့်ကျင်နေတယ်ဗျ။ Checky ကတော့အချိန်တစ်ခုရောက်ရင်တော့ခြေစွမ်းပြလာမှာပါ။အဲ့တော့ Rodri နဲ့ Reinders တာတွဲဖက်သွားလို့ရှိရင်ကျွန်တော်မန်စီတင်ရဲ့ကွင်းလယ်ဟာ share ပဲ။ကျွန်တော်မန်စီတင်ရဲ့အသက်ကလည်းကွင်းလယ်ပဲဗျာ။အဲ့တော့အခုလက်ရှိ Europa Champion PSG ရဲ့အသက်ကလည်းကွင်းလယ်ပဲ။အဲ့တော့ကွင်းလယ်ရှင်ကျင်နေဆိုရင်ကိုကွင်းလယ်ကကောင်းနေဘူးလို့ပြောရတယ်။အဲ့တော့ Rodri နဲ့ Reinders တာဆောက်ရမ်းအတွဲဖက်ညှိတွိုင်းတော့ကျွန်တော်မန်စီတင်ကဒါတော်တော်ကြီးကိုဖိုင်းသွားမှာပေါ့နော်။အဲ့တော့ ဘလို့ပြစ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်နေခြင်းနဲ့ကျွန်တော်ဒီကဒီနေ့စောင့်ကြည့်သွားမှာ Riders ပဲဗျဘလောက်ထိဒီကောင်လုတ်ပြနိုင်မလဲဘလောက်ထိ Man City မှာအံဝင်မလဲဆိုတော့စောင့်ကြည့်ရမယ်အဲ့တော့ဒီနေ့ည10:00ခွဲညီကိုတို့ကြည်ဖို့ ready လုပ်ထားပါဖုံးဝါမရှင်ဖုံးဝါတွေတွင်းထားကြပါကျွန်တော်တို့ ဖုန်းနဲ့ကြည့်မဲ့ညီကိုတွေရပါတော့အဲ့တော့တခြားကွန်ပျူတာလက်တော့နဲ့ကြည့်မဲ့ညီကိုတွေရလည်းကျွန်တော်တို့လက်တော့တွေအားတွင်းထားပါဘူးလို့ကျွန်တော်တို့နေပြောချင်ပါတယ်အဲ့တော့ဒီနေ့ည10:00ကျွန်တော်တို့မန်စီပွဲကြည့်ကြမယ်ဘယ်နှကိုပြတ်နိုင်မယ်ထင်လဲကွန်မန့်မှာတစ်ချက်လောက်ရေးထားပေးခဲ့ကြပါအောင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဗျာ